ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်တပ်ကစစ်မှုထမ်းတင်တန်းကြောင်းများထပ်မံတိုးဖွင့်ကစစ်တင်တန်းကြောင်းပေါင်းအခုဆိုရင်28ကြောင်းအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အချမ်းပတ်စစ်ခွေးတပ်ကစစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးစုဆောင်းထားတဲ့လူငယ်များကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်တန်းကြောင်း28ကျောင်းအထိရှိလာပြီဖြစ်ပြီးစစ်မှုထမ်းတပ်သားများတုံးမြန့်စုဆောင်းရရှိမှုအပေါ်မူတည်ပြီးတော့စစ်ခွေးတပ်ကအရန်တင်တန်းကြောင်းများအဖြစ်ခအကတကအနဲ့ရလာတ59ုံးမှာ ထပ်တိုးဖွင့်လှစ်ပြီးတော့တင်ကြားပေးနေတယ်လို့သိရပါဗျ။အရင်ကတင်တန်းကြောင်း25ကြောင်းလောက်မှာအလဲကျဖွင့်နေတာရှိပါတယ်။လူများတဲ့အခါတင်တန်းနေရလိုအပ်တဲ့အခါတကအနဲ့ခအကမှာထပ်တိုးဖွင့်တာမျိုးတွေလုပ်ပါတယ်။အခုရလာတ59ကိုပါအရန်ဖွင့်နေထပ်တိုးဖွင့်လာပါတယ်။ပင်မတင်တန်းကြောင်းတွေမှာအမြင်လက်ခံလေ့ကျင့်ပေးနေသလိုအရန်တင်တန်းကြောင်းတွေမှာထပ်မံပြင်ဆင်ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။ဥပမာတချို့တင်တန်းကြောင်းတွေမှာတင်တန်းသားအများပြားရလို့လက်ခံထားတဲ့အခါ နောက်ပတ်စဉ်အတွက်တင်နန်းသားတွေကိုထပ်မပို့ဘဲနဲ့အရန်တင်နန်းเจ้าမှာလက်ခံဖွင့်လှစ်နေတဲ့ပုံစံလို့သုံးသပ်ရပါတယ်စစ်ခွေးတွေကတချို့လားတွေမှာတင်နန်းသား9000ကျော်စုဆောင်းရတာမျိုးရတဲ့လောက်စုနေတာမျိုးရှိတယ်လို့သုံးသပ်ရတယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကတောင်းရှိသူကရှင်းပြထားပါတယ်စစ်မှုရေးပတ်စဉ်18ရက်အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတ9တပ်တမတော်တမ်းမြက်လေ့ကျင့်ရေးအကြောင်းတပ်တက်က17တပ် အရာခံနဲ့အချက်ကြီးသင်တန်းကြောင်းယကတာနှစ်တပ်တမတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံတက္ကနဘုသင်တန်းကြောင်းဘာထူချင်းလင်းအကူလက်နက်ကြီးသင်တန်းကြောင်းခအကာတမတော်ကိုခံပညာနဲ့အားကစားသိပ္ပံတက္ကအာနဲ့အမှတ်50ခွန်ရေးတဲ့လေ့ကျင့်ရေးတက်တို့မှာလက်ခံလေ့ကျင့်ပြီးသင်တန်းတွေပေးနေတယ်လို့သိရပါတယ် စစ်တပ်ဇုံမုံထိန်ချုပ်မှုအားကောင်းတဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့ကစစ်တင်နှန်းကြောင်း15ခုဟာပြည်သူစစ်မှုထမ်းတင်နှန်းအပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေတယ်ပင်မတင်နှန်းကြောင်းနေရာများဖြစ်တယ်လို့သိရပါဗျ။ဗလားတူပဲစစ်အခြေခံလေ့ကျင့်ရေးတပ်များဟာပြည်သူစစ်မှုထမ်းတင်နှန်းအပြင်အခြေခံတပ်သားတွေတင်နှန်းများကိုလည်းလက်ခံဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိတယ်လို့သိရပါဗျ။ တိုက်ပွဲများပြင်းထန်နေတယ်။တပိတ်ချင်းမြို့နယ်မှာရှိတဲ့စခတာနှစ်နဲ့တတကဆက်၃ရွှေဘိုအခြေဆိုင်စခတာရှင်ကလေးတက်နဲ့တတကဆက်၃တို့မှာလုံခြုံရေးအခြေအနေအရတင်းနှံပုံမှန်လက်ခံလေ့ကျင့်ပေးခြင်းမရှိဘဲရန်နာထားရတယ်လို့သိရပါတယ်။အော်တိုဘားလ၁၀ရက်နေ့အထိစစ်မှုထမ်းအပတ်စဉ်၁၅ကိုလေ့ကျင့်တင်းနှံဆက်ပေးထားပြီးတော့အပတ်စဉ်၁၈ကိုတော့မကြာခင်မှာ